မန္တလေးတိုင်းညောင်ခရိုင်မှာစိုးစုနဲ့တော်လိုင်းရင်တက်တွေနှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားပြီးစိုးစုရတကြက်အပေါင်းဝင်9ယောက်သေဆုံးက43ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနှစ်ယောက်ကိုအရှင်လက်ရဖမ်းမိခဲ့တယ်လို့ပုပ်ပါ Gorilla Force PGF ဒုတာဝန်ခံရဲဘော်ပြတ်တာက MP ကိုပြောပါရယ်ညောင်ခရိုင်ငါတရောက်မြို့နယ်ခွဲရဲစခန်းကနေအင်အား120ခန်းပါတဲ့စိုးစုတက်ဟာညောင်ဦးနယ်ထဲကကျေးရွာရီစီစစ်ကြောင်းထိုးလာရမှာ AB လ28ရက်28ရက်မှာ တော်လန်ရေးတပ်တွေနဲ့နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့တာပါအဲ့ဒီနှစ်ရက်ဆက်တိုက်ပွဲတွင်အထိနာသွားတဲ့စုံစုတက်ဟာငါတရောက်မျိုးနဲ့ရက်စကတ်မှာအင်အားဖြစ်တင်းပြီးစစ်ကြောင်းထုတ်ဖို့ပြင်နေတယ်လို့ဒူးတဝင်ခင်ရဲဘော်ပြတ်တာကပြောပါတယ်လက်ရှိမြေပြင်ကတော့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာတော့အဲပုံမှန်နေထားပါတယ်ဗျာဒီသူတို့စုခွာသွားရပေါ့နော်ငွေကြေးနေမြေရေစကန်မှာတော့ဒီကောင်နေအင်းရနေနေဖြစ်တင်းသားကတော့ရှိရဗျာ အာခမိုင်ရတော့120ကျော်မယ်ဗျအဲပေတက်ကလည်းဆိုရင်တော့ဒီညောင်းမျိုးပေါ်ကအဲတက်ဒီပါမယ်ပတ်သက်ပတ်သက်ဆိုင်ပါမယ်ရဲတွေပါမယ်ပြီးရင်အဲချက်ပြောင်းမျိုးနေမှာရှိရဲ့အဲပတ်သက်ဆိုင်တွေရောစခွေးတွေရောရဲတွေရောပြီးရင်ငတယောက်ငတယောက်မျိုးနေရာရဲတွေရဲ့ပေါ်တော့ပြူတွေရဲ့အဲသူတပေါင်းစုပေါ်တော့သူကလည်းစုလာတာဗျပြီးခဲ့တဲ့ AB လ29ရက်မနေ့အစောပိုင်းမှာ တောင်ခမောက်ကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့အစိုးစုတပ်နဲ့တော်လန်ရေးပူပေါင်းတပ်တွေထိတိတိုက်ပွဲဖြစ်ပွားခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီးရဲဘော်ပြတ်တာကအခုလိုရှင်းပြပါဗျာ။နေဆက်ကနေနေမနေ့မှာပေါ့နော်တောင်တမျိုးနယ်တရာကြီးရွာနေပြီးတော့အဲဒီတောင်တမျိုးနယ်တောင်ခမောက်ကြီးရွာကိုပဲသူတို့အဲစစ်ကြောင်းထက်တိုးတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ပုံပါအဲဒီ PGF ဖွဲ့နဲ့အဲဒီမဟာမိတ်ပေါ့နော်ဒီတက်စိတ်တစိမ့်နေပေါ့နော်ဒီပြည်မှာထိတိုက်တွေ့တယ်အဲတိုက်ပွဲကြာမြင့်ချိန်တနိုင်ဝင်းချင်းတော့အဲကျွန်တော်တို့အပြင်းထန်ဖြစ်ခဲ့ရေပေါ့နော် အဲကျွန်တော်တို့ဒီတက်စိတ်ကဒီကြည်နေလာတဲ့အချိန်မှာကျွန်တော်တို့နောက်ကိုနေနေဆုပ်ပြီးအဲနောက်မှလာတဲ့ဒီမဟာမိတ်အင်အားစုတွေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့နိုင်ဝက်လောက်တပ်ပွဲပြင်းထန်ပြန်ဖြစ်တယ်ဗျအဲအချိန်မှာဒီကောင်ဒီအာရာခံဘူးအဆင်ရှိရပါတော့ဒီခွေးတကောင်အဲကြီးကျယ်တန်းရရတယ်အဲအချိန်မှာပေါ့နော်ဒီကျွန်တော်တို့ဟိုလေချောင်းနဲ့ပေါ့နော်အပြင်းထန်အဲတစ်ချိန်ယုံမှပေါ့နော်လေးလုံးအပြစ်ပြီးကျွန်တော်တို့တိုက်ခိုက်ခဲ့တယ်အဲ့ဒါပြီးအဲတောက်ခမောက်ကြီးရွာကိုမိရှုဖြက်စီးသွားတာဗျ အဲ့ဒီစိုးစုတက်တွေဟာတောင်သာမျိုးနယ်တောက်ခမောက်ရွာကိုမိရှုဖြက်စီခဲ့ပြီးရနောက်အေဘီလာ28ရက်မနက်ပိုင်းမှာကြောက်ပန်းမျိုးနယ်ထောက်ရှာရွာကိုဆက်လက်ထိုးစစ်ဆင်ချိန်မဟာမိတ်အင်အားစုတွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာတနေကုန်ဒီပွားတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစိုးစုစစ်ကြောင်းအထင်အားအကြောင်းလေးချောင်းကနေ6ချောင်းပြစ်ကူပေးခဲ့ပြီးစိုးစုလေးချောင်းတိုက်ခိုက်မှုအတွင်းထောက်ရှာရွာနေတချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ တော်လရင်အင်အားစုတွေနဲ့စုပ်စုတို့နှစ်ရက်တာတိုက်ပွဲအတွင်းမှာစုပ်စု၃မှန်း၂ဦးအရှင်ဖမ်းဆီးရမိခဲ့ပြီးရတကြက်ပါဝင်၅ဦးသေဆုံးက43ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါရယ်။ဒါအပြင် M22 နှစ်လက် equipment တစ်ခုလက်ပစ်ပုံး၃လုံးစကားပြောဆက်၄လုံးခုနှစ်တသမ6နှစ်ကြီး80တောင်းနဲ့အခြားဆက်ဆက်ပစ္စည်းတွေကိုသိမ်းဆီးရရှိခဲ့တယ်လို့21ပကံ Feedback Different Fault တပ်ဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရခကလည်းပြောပါရယ်။ ဆိုးဆူရဲ့တေဆုံးယုံအလောင်းနေကိုတော်လိုင်းတပ်ဖွဲ့တွေကနယ်မြေရှင်းလေးလှုပ်ဆောင်ခြင်းအတွင်းမီးရှို့သကြိုပေးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲကို Pback Gorilla 4 PGF တပ်ဖွဲ့ပကံဘလူးတပ်ဖွဲ့21ပကံမြင်းချက်ခရိုင်တရင်သုံးညောင်းခရိုင်တရင်ကတောင်းရင်သေးတပ်ဖွဲ့ညောင်းခရိုင်ပကဖာမိုးမခပျောက်ကြားတပ်ဖွဲ့ဂလုံးပျောက်ကြားတပ်ဖွဲ့ရန်ကြီးအောင်တပ်ဖွဲ့မန်းပါခိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စကော်ပီယံပီပန်ဒစ်ဖရန့်ဖိုးတို့ကညီညွတ်စွာတိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ဆိုပါရယ်လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရခြင်းနေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကမ်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဦးခေါင်းကိုလက်နက်ဖက်နှစ်အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံးခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးခေါင်းကိုလက်နက်ဖက်နှစ်အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ